လူတိုင်းမှာတော့အဆင်ပြေတဲ့အချိန်အဆင်မပြေတဲ့အချိန်တော့ရှိကြ။ဒါပေမဲ့တခါကြီးကျစိတ်ခံစားချက်ပေါ်မူတည်လာတဲ့အခါပေါ်လာတဲ့အခါတွေမှာတော့ကျွန်တော်ကော့ကော့ပြီးတင်လေးရှိတယ်။အဲ့ဒါလေးကတော့ကျွန်တော်အကျင့်ပေါ့။အဲ့လိုမျိုးဆိုတော့ဟိုပြီးတော့နောက်တစ်ခုကကျွန်တော်ကဟိုခုနောက်ပိုင်းလဲဘာသာရေးပို့ပြီးတော့ဟိုဖိပြီးတော့လုတ်ဖြစ်တယ်။လုတ်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးပေါ့ဒီစိတ်ခံစားချက်တွေအဆင်မပြေမှုတွေအာစိတ်ဒီလိုမျိုးပေါ့နော်။အာစိတ်ညစ်စရာတွေဘာညာရှိလာတဲ့အခါကျလို့ရှိရင်ကိုကဒီဘာသာရေးလေးနဲ့ဖြေနိုင်အောင်လို့ပေါ့နော်။ ပို့ပြီးတော့အခုနောက်ပိုင်းပို့ပြီးတော့လှုပ်ဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့အခုဒီငလင်းနေပါတွေဖြစ်သွားတဲ့အပေါ်မှာလဲမူတည်ပြီးတော့မြင်ရကြားရတာတွေကဟိုတကယ်ဟိုတောင်ဝီကရစရာတွေလည်းကောင်းတယ်အဲ့လိုဆိုတော့လေဟိုကိုခန္ဓာကိုယ်ကြီးကကိုမပိုင်ပါလားဆိုတော့အသည့်တွေလည်းပြန်ပြီးတော့သိရတယ်ပြီးတော့နောက်တစ်ခုကဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခြင်းဆိုတော့လည်းဟိုကိုချိုးမမြင်နိုင်ဘူးဟိုဘယ်ချိန်မှာဘလို့ဖြစ်ပြီးတော့ အာဘယ်လိုမျိုးဆုံးရှုံးသွားနိုင်လဲကိုလည်းဘယ်ချိန်မှာဟိုဘယ်လိုပြောမလဲဟိုဘယ်ချိန်မှာဟိုရှင်းရှင်းလင်းပြောမှာဆိုရင်ဘယ်ချိန်မှာတည်မလဲဆိုတာလည်းကိုလည်းချိုးမသိဘူးအဲ့တော့ဟိုချိုးမမြင်နိုင်တဲ့ဒီလောကကြီးမှာကျွန်တော်တို့တွေကအကောင်းဆုံးနဲ့ဟိုကိုယ့်ရဲ့ဒီနောက်ဘဝအခုကောင်းဖို့အတွက်ကိုကုသိုလ်ရေးတွေဘာသာရေးတွေလုပ်ကြမယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်အဲ့လိုမျိုးပေါ့ပြီးတော့နောက်လောဘဒေါသမောဟတွေအတတ်နိုင်ဆုံးရှော့ကြမယ်အဲ့လိုမျိုးစိတ်နဲ့ပဲတွေးမိပြီးတော့ ဟိုဘာသာရေးရတရားသဘောနဲ့ပဲပြန်ပြီးတော့ဖြေရတာပုံမှန်လူတိုင်းမှာတော့အဆင်ပြေတဲ့အချိန်အဆင်မပြေတဲ့အချိန်တော့ရှိကြဒါပေမဲ့တစ်ခါကြီးကျစိတ်ခံစားချက်ပေါ်မူတည်လာတဲ့အခါပေါ်လာတဲ့အခါတွေမှာတော့ကျွန်တော်ကောက်ကောက်ပြီးတင်လေးရှိတယ်အဲ့ဒါလေးကတော့ကျွန်တော်အကျင့်ပေါ့အဲ့လိုမျိုးဆိုတော့ဟိုပြီးတော့နောက်တစ်ခါကျကျွန်တော်ကဟိုခုနောက်ပိုင်းလဲဘာသာရေးပို့ပြီးတော့ ဟိုဖိပြီးတော့လှုပ်ဖြစ်တယ်လှုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးပေါ့ဒီစိတ်ခံစားချက်တွေအစီအမပြေမှုတွေအာစိတ်ဒီလိုမျိုးပေါ့နော်အာစိတ်ညစ်စရာတွေဘာညာရှိလာတဲ့အခါကြာလို့ရှိရင်ကိုကဒီဘာသာရေးလေးနဲ့ဖြေနိုင်အောင်လို့ပေါ့နော်အာပို့ပြီးတော့နောက်ခုနောက်ပိုင်းပို့ပြီးတော့လှုပ်ဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့အခုဒီငလင်းတွေဘာတွေဖြစ်သွားတဲ့အပေါ်မှာလဲမူတည်ပြီးတော့ညင်ရကြားရတာတွေကဟိုတကယ်ဟိုတောင်ဝီကရစရာတွေလည်းကောင်းတယ်အဲ့လိုဆိုတော့လေ ဟိုကိုယ်ခန္ဓာကိုယ်ကြီးကကိုယ်မပိုင်ပါလားဆိုတော့အတိတွေလည်းပြန်ပြီးတော့သိရတယ်ပြီးတော့နောက်တစ်ခုကဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခြင်းဆိုတော့လည်းဟိုကိုယ်အချိုးမမြင်နိုင်ဘူးဟိုဘယ်ချိန်မှဘလို့ဖြစ်ပြီးတော့ဘလို့မျိုးဆုံးဆုံးသွားနိုင်တယ်ကိုယ်လည်းဘယ်ချိန်မှဟိုဘလို့ပြောမလဲဟိုဘယ်ချိန်မှဟိုရှင်းရှင်းလင်းပြောမယ်ဆိုရင်ဘယ်ချိန်မှတည်မလဲဆိုတော့လည်းကိုယ်လည်းချိုးမသိဘူးအဲ့တော့ဟိုချိုးမမြင်နိုင်တဲ့ဒီလောကကြီးမှာကျွန်တော်တို့တွေကအကောင်းဆုံးနဲ့ ဟိုကိုယ့်ရဲ့ဒီနောက်ဘဝအကူကောင်းဖို့အတွက်ကိုကုသိုလ်ရေးတွေဘာသာရေးတွေလုပ်ကြမယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်အဲ့လိုမျိုးပေါ့ပြီးတော့နောက်လောဘဒေါသမောဟတွေအတတ်နိုင်ဆုံးရှော့ကြမယ်အာအဲ့လိုမျိုးစိတ်နဲ့ပဲတွေးမိပြီးတော့ဟိုဘာသာရေးရတရားသဘောနဲ့ပဲပြန်ပြီးတော့ဖြေရတာပုံမှန်တယ် ပါရမီဖြည့်ဘက်ကတော့ဒါတော့ဘယ်လိုပြောမလဲဟိုလက်ရှိချိန်မှာတော့ဒါဟိုအမားတို့လည်းရှိကြမှာပဲလေဒီရွယ်မမရှိရမပြောလိုက်မယ်ဒီရွယ်မအမင်းပေါ့ဘာမြောက်လဲဆိုတာအဲ့လိုမျိုးပေါ့အဲ့လိုဆိုတော့ဒီကိုကြိုက်တဲ့စာသားလေးလည်းမလိုပါခုနကျွန်တော် share ထားတဲ့အထဲမှာဆိုအဲ့မှာစာထဲမှာဆိုပါတယ်လေပါရမီဖြည့်ဘက်ဆိုတာကကိုယ့်ရဲ့လင်းရဲ့မယားရဲ့မဟုတ်ဘူး ဟောတခြားဒီလူတွေဟာလဲကိုယ်နဲ့ပတ်သက်ရာပတ်သက်ကြောင်းပတ်နာတွေရာလဲဒါပါရမီဖြည့်ပတ်တွေပဲအဲ့တော့ကျွန်တော်တို့ဒီပါရမီဖြည့်ပတ်နဲ့ပတ်သက်ပြီးအဲ့လိုမျိုးပေါ့နော်ဒါဒီမှာရေးထားတဲ့စာလေးတွေကိုဖတ်ကြည့်ရချင်းမှာကျွန်တော်သဘောကျတာနဲ့အဲကြောင့်ပြန်ပြီးတော့ share လိုက်တယ်အာရှိရှိပါတယ်ရှိပါတယ်ဆိုတော့ဘယ်လိုပြောမလဲဒါဟိုအကောင်းဆုံးဖြစ်အောင်ဒီဒီပါရမီဖြည့်ပတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီဒီဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင်နေတိုင်းလဲကိုယ့်ရဲ့ဒီပါတနာနဲ့ဘယ်လိုမျိုးဟိုဖြစ်မလဲဆိုတာကိုလည်းအာပြန်ပြီးတော့တုံ့တက်ရတာပြန်ဒီစာလေးတွေဖတ်ပြီးတော့ကျွန်တော်ဘဟုသုတရရတယ်အမအမတို့တော်လေကိုကောင်းတော်ကိုဒီကြောင့် share ရတာအမအမတို့ရရှိနေပြီလားအော်ရှိပါအညာနဲ့နော်ကိုချောလာလို့ထင်တယ်ကိုကိုရောဟိုပူချောလာလို့လာတာပူပြီးတော့ဟိုပေါ့ ရင်ကျက်အောင်နေရရင်ကျက်အောင်နေရတာပေါ့အရင်တုန်းကတော့ဒါလူငယ်တဘာကအဲ့လိုမျိုးပေါ့ခုနပြောလို့အာအခုချိန်မှာလဲဒေါသမောဟတွေပါတခါလေလူဆိုတော့ဒေါသဆိုတော့ရှိရပဲလေဒါပေမဲ့အဲ့အရာကြီးဟိုဖြစ်ပြီးပြက်ဖြစ်ပြက်ဟိုဖြစ်ပြက်ဆိုတဲ့သဘောတရားကြီးကိုသိလာတဲ့ခါကြလို့ရှင်ဟောငါဆင်ကျင်ရမှာပါလားအဒီလိုမျိုးဥမာဒေါသတစ်ခုကြောင့်လုံလိုက်တဲ့အရာတစ်ခုဖြစ်သွားတဲ့အရာတစ်ခုကပြီးသွားလို့ရှင်သူအေးသွားတဲ့အချိန်မှာဟိုဘာမှအကျိုးမရှိပါလားဆိုတော့ အအရာကိုတိလိုက်ရတဲ့အခါကျဟိုပို့ပြီးတော့နောက်နောက်ခါကျရင်တော့ဘလို့စင်ကျင်ရမယ်ဘလို့ကိုယ့်ရဲ့ဒေါသစိတ်ကိုထိန်းရပါထိန်းရမယ်ဆိုတဲ့ဟာမျိုးလေးတွေကိုလည်းပို့ပြီးတော့တော့ဟိုမြင်လာတာပေါ့နော်အတိရောတတိနဲ့စင်ကျင်လို့စင်ကျင်လို့ပေါ့အတတ်နိုင်ဆုံးတော့စင်ကျင်ရတာပေါ့မောက်ဘွယ်မှာကျွန်တော်ကျွန်တော်ဘုန်းကြီးဝေးတဲ့ခါကျရင်တရားနာတဲ့ခါကျရင်လည်းလာအောင်တော့ရာသက်ပါပြပါလေရာသက်ပါတော့မဟုတ်ဘူးလေဘယ်လိုကျွန်တော်မမြင်ကျွန်တော်လူ လူဝေးเนี่ยမဟုတ်လူဝေးเนี่ยမမြင်ကြတော့ဘူးလားဟုတ်ဟုတ်အဲ့ဒါရှိလေကျွန်တော်ကအဲ့လိုလီလောကကြီးကိုစိတ်ကုန်သွားလို့ရှိရင်ကျွန်တော်ကအဲဟိုဟာဘုံကြီးပဲဝေ့သွားတော့ခုနပြောလို့ပဲကျွန်တော်ရာသက်ကဝေးစိတ်ကြီးနေရတယ်ပါအဲ့လိုလည်းပြောလို့မရပါဘူးအဲ့လိုလည်းပြောတော့ကျွန်တော်စိတ်ကတော့ကျွန်တော်ဆုံးဖြတ်ထားတော့ဟိုဘယ်လိုပြောမလဲအရှိမဒီကျွန်တော်တို့အဒီတရားကျင့်ကြံသွားတဲ့ဟိုအရှိကကျွန်တော်တို့ဒီဇလန်းနေတွေကဥမာအာကျွန်တော်သိရတဲ့လောက်ဒီဝေဒနာမင်းကြီးတို့ဘာလို့အဲ့လိုမျိုးဆိုလို့ချင်တာ သူ့ရဲ့ဒါနဲ့မရတဲ့သူထားခဲ့ပြီးတော့သူတော့ထွက်သွားပဲလေ။နော်အဲ့လိုမျိုးတရားကျင့်ကြံပြီးသွားဆိုတော့ဒါကျွန်တော်တို့လည်းမပြောနိုင်ဘူးမှာကျွန်တော်တို့မှာဟိုနောက်ဆုံးဟိုမိန်းမတွေဒီချစ်သူတွေကြီးသားတွေမိန်းမတွေပဲရှိခဲ့တယ်။ဟိုကိုယ့်ရဲ့စိတ်ပေါ်မူတည်တာပေါ့နော်။ဒီဘာသာရေးဘက်မှာပဲဟိုနောက်ပိုင်းမှာအဲ့လိုမျိုးဟိုပို့ပြီးတော့လှုပ်ဖြစ်ပြီးတော့အဲ့လိုမျိုးပဲဖြစ်မလာတာကတော့လူဆိုတော့ခုနကပြောလို့ပဲကျွန်တော်တို့ကြီးချိုးမမြင်နိုင်ဘူးချိုးပြောလို့မရဘူးပေါ့နော်။ဟုတ်